တပ်ဖွဲ့မျိုးနယ်မှာဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်မတက်တဲ့တပ်မကိုကိုပူပေါင်းတပ်ဖွဲ့တစ်ခုလုံးအရဟတ်တက်တော် AAC မှာလက်လက်ရှအလင်းဝင်လာတယ်လို့တင်ပြရှိပါတယ်။အဲ့ဒီတပ်ဖွဲ့တွေဟာ မေလအတွင်းကလက်လက်ရှခေတာ ဖြစ်ပြီးအဲ့ဒီထင်မှာစစ်ကြောင်းမှုနဲ့တရမုံအဆန်းရှိတယ်ရာရှိတွေလည်းပါဝင်တယ်လို့ AA နဲ့နှိမ့်ဆက်တဲ့စည်ရင်တင်အမြင့်တယောက်က Ranger တင်ထဏာကိုပြောပါတယ် လက်နက်ချသူတွေဟာအရကတက်တော့ထိန်းချုပ်ထားတဲ့မန်တက်တောက်ကို ထိုးဆိုင်ဆင်လာတဲ့တမတစ်တင်းနဲ့တမကိုကိုပူပေါက်တက်ဖွန့်တွေဖြစ်ကြပြီးတိုက်စိုက်ကင်နဲ့မန်တက်တောက်အကြားမှာစစ်မတိုက်လိုပဲ AAC မှာလက်နက်ချအလင်းဝင်လာခဲ့တာဖြစ်တယ်လို့အဲ့ဒီစည်ရေးတဲ့အရေးမင်းကပြောပါတယ်အဲ့ဒီတင်းဟာ AAC အလင်းဝင်ခံကလေးကနေအလင်းဝင်ဖို့စစ်တဲ့စူးစမ်းခဲ့ပြီးနောက်တင်းတစ်ခုလုံးအလင်းဝင်လက်နက်ချခဲ့တာဖြစ်တယ်လို့စည်ရေးတဲ့အရေးမင်းကပြောပါတယ် ောက်ဖြူမျိုးအခြေဆိုင်တရံတွေအထက်မှာစစ်ကောက်စီတက်သားတွေဖျို့ဖြေးဖြစ်နေပြီးထွက်ပြေးတာတွေများနေတဲ့အတွက်တန်းကျက်တာတွေကိုခံနေရတယ်လို့စစ်တဲမိသားစုဝင်တယောက်ကနှွေင်စာကိုပြောပါတယ်ခင်ဗျာ။